ဘဝတွေအနေနဲ့သတ်မှတ်ပြလို့မရတဲ့เนาะဂတိကနေလွတ်သွားစီတဲ့လမ်းမဲခင်ရှင်ပါကိုရည်ရွယ်တာပါပဲဂတိဝိမု ക്ത အဲ့ဒီမဲခင်ရှင်ပါတည်းဟူသောလမ်းကိုကြတော့မြတ်စွာဘုရားဘလို့ဥမာပေးတာတော့ကြာမြုံငါပါပေါက်နေတဲ့ချိုတဲ့အေးတဲ့တန့်ရှင်းတဲ့ရေနဲ့ပြည်နေတဲ့ရေကန်ကြီးလို့အဲ့လိုဥမာပေးတယ်။နောက်ခရီးတွေကရေကလည်းငတ်လာပြီ။ အဘဝဘူးအောက်ကဘူးအပူနှစ်ပူညှက်ပြီးတော့နှိမ့်ဆက်တဲ့တွင်ကြောင့်ခန္ဓာကိုယ်ကလည်းပဲပူးလောင်နေပြီချွေတွေတန်တွေထွက်နေလို့အညစ်အကြေးတွေကလည်းပေးကျန်းနေပြီအဲ့ဒီအနေထားအဲ့ဒီလိုခရီးတဲ့မျိုးအတွက်အလိုအဆုံးအရာဟာဘာလဲလို့မေးရင်ရေပဲဟုတ်တယ်မဟုတ်လားရေငတ်နေတဲ့လူတယောက်အတွက်အလိုအဆုံးကရေပဲပူလောင်အိုက်ဆက်နေတဲ့ပုံကိုယ်အတွက်အလိုအဆုံးကချိုးဖို့ရေပဲ အညီအကြီးတွေပေးကြံနေတဲ့လူတယောက်တည်းအလိုအဆုံးကဆေးကြောဖို့ရေပဲရေရဲ့စွမ်းရည်တက်တည်ကိုဒီနေရာမှာ၃မျိုးလောက်နားလဲကြည်ရမယ်အဲ့ဒါဆိုတရားရဲ့စွမ်းရည်တက်တည်ကိုဘုံဘုံတို့သိဖို့ပိုလွယ်ကူသွားတာနော်ရေတောက်လိုက်ရင်အစာပြေသွားသလိုတရားအသိဉာဏ်ကိုရအောင်လုပ်မယ်ရအောင်လုပ်လို့ရပြီဆိုလို့ရှိရင်လည်းပဲဘာဖြစ်သွားတော့ဆိုတော့လောဘဖြင့်စာနေတဲ့တဘာဝတွေဟာတဖြည်းဖြည်းနဲ့နေသွားတယ် လောဘဆိုတာစားလောင်ခြင်းပဲတကယ်ကရေစားသလိုစားနေတာနော်အမြဲတမ်းစားတဲ့အလေးအကျင့်နဲ့နေနေရလို့စားတာကိုခံရခက်တယ်လို့တချို့လည်းပဲခံစားရပါမှခံစားမိမယ်ပေါ့နော်အော်အလွန်ကောင်းတဲ့အာယုံလေးနဲ့ငြိမ်ငြိမ်လေးများများမဟုတ်နှစ်ရက်သုံးရက်လောက်ဇက်တိုက်ကလေးနေကြည့်လိုက တခုခုကိုရကျင်ရတာဖြစ်ကျင်ရတာပင်ပန်းလိုက်တာလို့စိတ်ကအလို့လျောက်နားလေတယ်။ဒါကြောင့်တချို့ဒေသနာတွေက လုံကြီးမှသိနိုင်တာဆိုတာအဲ့ဒါကိုပြောတာ။လောဘဟာဆာလောင်ခြင်းတမျိုးလို့ပြောလိုက်ရင်ဘုံဘုံတို့ကကြားလိုက်တာပဲရှိတယ်။ထဲထဲဝင်ဝင်သဘောပေါက်သွားတာမပါဘူး။အော်လောဘကဆာလောင်ခြင်းသဘောတည်းဟုတ်မှာပေါ့ရကျင်နေတော့ဆာတာပေါ့။အင်းအထဲထိရောက်အောင်နားလေသွားတာမဟုတ်ဘူး။ တကယ်တရားနှလုံးကျင့်သုံးကြည့်လိုက်ဒါပညာရဲ့အရာသာမဟုတ်သေးဘူးတမာတိရဲ့အရာသာလောက်ပဲရှိသေးတယ်စိတ်ကဒီကာမအာယုန်နဲ့ကင်းကွာပြီးတော့နိဝရဏတရား၅ပါးကင်းကွာပြီးတော့နေတဲ့အနေအထားလေးခက်ကြကြလေးသူနေကြည့်တဲ့အခါမှာအဲ့ဒါလေးကအလွန်မှမုံမြတ်တယ်ငြိမ်သက်တယ်ဆိုတာသူ့ရဲ့ကိုယ်တွေ့အရာသူဟာပါတော့သိတယ်ငြိမ်နေတဲ့ချိန်လေးမှာလှုပ်ခတ်မှုလေးဖြစ်လာတာကအလွန်မှ ထင်ရှားတယ်ဖြူနေတဲ့အဝတ်ကလေးပေါ်မှာအညစ်အကြေးလေးနဲ့နဲ့တင်သွားရင်အလွန်မှထင်ရှားသလိုမျိုးပေါ့အဲ့တော့လောဘဖြစ်ရတာနော်ဆင်းရဲတယ်ဆိုတာကိုသိဖို့အတွက်လောဘမဖြစ်ဘဲနဲ့ကြာကြာလေးငြိမ်ပြီးတော့နေကြည့်ရင်တော့သိနိုင်တယ်ပညာရအောင်လုပ်လို့ပညာကြောင့်ဖြစ်တဲ့ချမ်းသာမှုငြိမ်အေးမှုနဲ့အနေများမယ်ဆိုရင်ပို့လို့တောင် သိနိုင်တယ်သဘောပေါက်လားဘုံဘုံပြောတာ ဒါကြောင့်စာနေတဲ့ပုံကိုအတွက်အလိုအဆုံးကတော့ရေပဲပေါ့နော်ရေစာနေတဲ့ပုံကိုအတွက်အလိုအဆုံးကရေပဲဇာကဒေါသမောဟတခြားတခြားသောပူလောင်စေတဲ့တရားတွေကြောင့်မို့လို့ဒီစိတ်နှလုံးဒီဟူသောကိုယ်ဟာပူလောင်နေတာပေါ့မရှိဘူးလားရှိတယ်အဲ့ဒါကိုရေချိုးလိုက်ဖို့လိုမယ်ပေါ့ရေစိန်လိုက်ဖို့လိုမယ်ပေါ့နော်အညီကြီးပေးကျန်းနေတာတွေကိုလည်းဆေးကြိုးလိုက်ဖို့လိုမယ်ပေါ့ဆာလောင်မှုကိုပြည်စေတဲ့ပူလောင်မှုကိုငြိမ်းစေတဲ့ ညင်နွမ်းမှုကိုတန့်ရှင်းစေတဲ့စွန့်ရည်တတိဘယ်မှာရှိနေတော့ရေမှာရှိနေတယ်ဒါကြောင့်မြတ်စွာဘုရားကအဲလိုမျိုးစွန့်ရည်တတိဖြင့်တတ္တဝါကိုချမ်းသာမှု ဖြစ်စေတဲ့မဂ်ကင်၈ပါးကိုရေကန်ကြီးလို့ခေါ်တာအဲတချို့တော်တွေကအဲ့ဒီရေကန်ကြီးတွေကိုဥတည်ပြီးတော့မလုပ်နေကြတော့အွားနေကြတယ်တဲ့အဲ့ဒါကိုဘာလို့ဂတိဝိမု ക്ത လို့ခေါ်တယ်တပုံးတို့တွေဟာအခုပြောတဲ့ဒီတရားနာတာတုဒ္ဒရာဆိုရင် လမ်းကိုဘယ်နှလမ်းတွေ့ရတော့6လမ်းငရဲတလိဆံပြိတ္တာဆိုတဲ့စိုးတဲ့လမ်းက3လမ်းဒေဝမနုဿဆိုတဲ့ကောင်းတဲ့လမ်းက2လမ်းဂတိဝိမု ക്ത ဆိုတဲ့အစိုးအကောင်အလုံးကိုလွန်မြောက်သွားတဲ့လမ်းက1လမ်းစောတလုံးကဒေဝနဲ့မနုဿကလည်းဒီငရဲတို့ဒိဆံတို့ပြိတ္တာတို့နဲ့နှိုင်းစာလိုက်လို့သာသူ့ကို ကောင်းတယ်ပြောရတာနော်နိဗ္ဗာန်ဆိုတဲ့တရားနဲ့နှိုင်းစာလိုက်ရင်သူဒီဘာဖြစ်သွားလဲ ဒုက္ခသစ္စာဖြစ်သွားလေဟုတ်လားဒါကြောင့်ချမ်းသာဒုက္ခဆိုတာလည်းအစဉ်အဆက်ရှိတာ哦နော်တထောင်ဆိုတာတရားနဲ့စာရင်တော့များတယ်ပေါ့ဆယ်သတောင်များတထောင်နဲ့စာလိုက်မယ်ဆိုရင်တော့ဘလို့ဖြစ်သွားဆယ်သတောင်နဲသွားတော့နဲတယ်များတယ်ဆိုတာအသုံးနှုတ်တွေကဘာပေါ်မှာမူတည်ပြီးတော့ဖြစ်နေတာလဲနှိုင်းရှင်မှုတွေပေါ်မှာမူတည်ပြီးတော့ဖြစ်နေတာဟုတ်လားဒါကြောင့်ကျွတ်တူတိတဲ့ချမ်းသာဒုက္ခတဲ့ပို့ပြီးတော့ နော်တာလွန်နဲ့လွန်မြင့်တဲ့ချမ်းသာဒုက္ခတွေကိုဘုမနုတွေတွေကနားလည်အောင်ကြိုးစားဖို့မလိုဘူးလားလိုတယ်ဟုတ်လားအခုဘုမနုဘယ်လမ်းရှောင်နေကြတာတို့ဂတိဝိမု ക്ത လို့ဆိုတဲ့နိဗ္ဗာန်ကိုရောက်စေတတ်တဲ့လမ်းကိုရှောင်နေကြတာစွန်အားရှိသလောက်ဟုတ်လားတတိပဋ္ဌာန်တရားပွားတယ်ဆိုတော့အဲ့ဒီလမ်းကိုရှောက်တာပဲတတိပဋ္ဌာန်တရားကိုပွားတယ်ဆိုလို့ရှိရင်ဘုမနုအခြေခံအဖြစ်သမာတတိဆိုတဲ့ဒီဖြစ်နေတဲ့သဘာဝတရားကိုအမှန်ကန်သိလိုက်တယ် တပ္ပတော့တမတတိမက်ခင်နော်အဲ့ဒီတမတတိကိုထက်ခထက်ဖြစ်အောင်ဘုံမတို့အားဆိုင်မှုမရှိဘူးလားရှိတယ်ဒါပါတော့ဆိုတော့အလွန်မှ မုံမြတ်တဲ့ကြိုးပမ်းအထုံးမှုတမပါရမအဲ့လိုကြိုးစားအထုံးမှုကိုခြေခံပြီးတော့ဒီတတိလေးကရှိတတိပြီးနောက်တတိနောက်တတိပြီးနောက်တတိတတိပြီးတတိဆက်သွားတယ်ဆိုရင်ဒါပါခေါ်တော့တမတမတိတတိပြီးတတိဆက်အောင်ဘုံမတို့ဘာလို့ရတော့ကြိုးစားရအေးဟုတ်လား ဲ့လိုတမာတမာတီးငြိမ်မှုလေးကောင်းလာတယ်မှန်ကန်တဲ့တည်ငြိမ်မှုလေးရှိလာတယ်ဆိုရင်မြင်တဲ့အမြင်ဟာဘာဖြစ်သွားလဲမှန်သွားတယ်ကျွတ်ရဲ့စိတ်ရဲ့အမြင်တွေမှားတယ်ဆိုတာစိတ်ကမငြိမ်လို့ဟိုကောင်းတဲ့ပေါ်တဲ့ဥမာကောင်းတဲ့ပေါ်တယ်ဆိုတာလည်းပဲစာဖတ်ဘူးလို့ပေါ်တာပေါ့လေဇဏကဇက်သေးပါလားဇဏကမင်းကြီးတောထွက်သွားတဲ့အခါကျတော့လေးသမားမြားတံကိုဖြောင်းနေတာတွေ့ဟုတ်လား ဘလို့ဖြောင်းလာတော့ဆိုတော့မျက်လုံးလေးတစ်ဖက်မှိတ်တော့တလုံးသေးသောမျက်လုံးနဲ့ကြည့်တယ်။ဟာဘလို့အဲ့လိုကြည့်တာတော့နှလုံးကြည့်ရင်မြင်ကွင်းကနှစ်ခုဖြစ်ဟုတ်လားမျက်လုံးနှလုံးတော်မှာတခါတလေဖုန်းတို့ထတ်တူကြမှာမြင်ကွင်းကတခုတည်းဖြစ်တာနော်မျက်လုံးကတငိဘေးတစ်ဖက်တစ်ချက်ကိုလှုပ်သွားရဆိုရင်မြင်ကွင်းကဘလို့ဖြစ်သွားတော့နှစ်ခုဖြစ်သွားတာဒါကြောင့်တခုခုကိုဖုန်းဖုန်းတို့ကြည့်တော့မယ်ဖြောင်းလားပါလားကြည့်တော့မယ်ဆိုရင်တလုံးသေးသောမျက်လုံးနဲ့ကြည့်ရတယ် ုံမပြောချင်တာတော့မငြိမ်နဲ့မငြိမ်နဲ့စိတ်နဲ့ကြည်လို့အမှန်မမြင်ဘူးမျက်လုံးတောင်နှလုံးကြည်လို့ရှိရင်အဖြောင့်ကို မမြင်ဘူးတလုံးနဲ့ကြည်မှအဖြောင့်ကို မြင်တာအဲ့လိုပဲစိတ်ကလည်းပဲငြိမ်နဲ့စိတ်နဲ့ကြည်မှအမှန်ကို မြင်တာတမာတမာဓိတိတမာဒိဋ္ဌိကိုယူကြည်စုပြုနေတယ်ဆိုတာကိုပြောပြတာဟုတ်လားအဲ့လိုအမြင်နဲ့မှန်ပြီဟေးဆိုလို့ရှိရင်သူ့ရဲ့တွေးတောကြံစီမှုကလည်းဘာဖြစ်တော့မလို့မှန်တော့မယ်တမသင်္ကပ္ပ ဟောတမတတိတမဝယမတမသမိတမသမာရီတမဒိဋ္ဌိတမသင်္ကပ္ပဒါပါခေါ်တော့မဲခင်၅ပါးလောကီမဲခင်၅ပါးလုတ်သားမဲခင်လို့မဟုတ်ဆိုဘုရားကြီးအဲ့လိုနာမည်တက်တယ်ဟုတ်လားအဲ့တော့ဘုန်းဘုန်းတို့တွေသတိပဋ္ဌာန်တရားကိုပွားတယ်ဆိုတာနမဲခင်၈ပါးလမ်းကိုရှောင်းနေတယ်လို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်အဲ့ဒီလမ်းကိုပဲမြတ်စွာဘုရားကမဂ္ဂနာထင်္ကီကောတစ်ထောလမ်းတကလမ်းထဲမှာအဲ့ဒီလမ်းအမျက်ဆုံးပဲ ဘောင်းစောသူကဒုက္ခငြိမ်းအေးခြင်းစီကိုရှိရှုနေတာစောတလုံးကနတ်ပြည်တို့လူပြည်တို့ရောက်ရှိတဲ့တဲ့လမ်းတွေကိုအမျက်ဆုံးလမ်းလို့ဖရားမဟုတ်သူကလည်းအခိုက်အတန့်ပဲကောင်းတာဟုတ်လားကောင်းတယ်ဆိုတာလေသူ့တဲ့ဆိုတာနဲ့နှိုင်းရှင်လိုက်ရင်သာကောင်းတယ်လို့ပြောရတာအခုလူဘဝကြီးရရနေတာနော်ကောင်းတယ်လို့မြင်ပါလားမကောင်းဘူးလို့မြင်ပါလားอืมသိချာကြည့်နော်ကျမကြီးလေးကလည်းပြည့်စုံနေတယ်စားတဲ့ရတောက်စရာလည်းရှိတယ်ရှာတိုင်းဖွေတိုင်းလေးလည်းရတယ်ဆိုရင်တော့ လူဘဝမကောင်းတာတိတ်မတွေ့ရဘူးလို့ထင်ကောင်းထင်ကြရှိတယ်။ဒါပေမဲ့ကျမ်းမာရေးလည်းမြဲကောင်းနေမှာမဟုတ်ဘူး။ဟုတ်လား။တကယ်တမ်းကတော့စိတ်ရဲ့တိနိုင်စွာအလွန်မြင့်မားပါတယ်။အဲ့ဒါဘုဖုံးတို့ကတိအောင်သာလှုပ်ဖို့ပဲအရေးကြီးတာ။ကြည်ကြည်လိုက်ဒီယုတ်ခန္ဓာကိုကြီးကိုနော်တတိဆက်လို့ရှိရင်အော်ဒါကြီးကလေးလံတဲ့သဘော မကောင်းမွန်တဲ့သဘောနော်မြတ်စွာဘုရားခန္ဓာ၅ပါးကိုဝင်တို့ဝင်ဖို့လို့ခေါ်တာ။ဝင်တို့ဝင်ဖို့ကြီးထမ်းတာပဲ။ ထန်းနေကြနေလို့သာအသားကြနေလို့ခေါယိုးကျိုးနေလို့သာကျွတ်တော့ဆင်းရဲမှမသိဘူးတကယ်တမ်းကဒါပါကြီးတော့ဝန်တော့ဝန်ဘူးကြီးပဲသူ့ဟာကဟုတ်လားအဲ့တော့နိဗ္ဗာန်နဲ့ရှင်လိုက်မယ်ဆိုလို့ရှိရင်သူဒီပါတော့ဒုက္ခသစ္စာအပေပုံနဲ့စလိုက်တဲ့အခါကျတော့သူ့ကိုကောင်းတယ်လို့ကပြေးတတ်ဒါတစ်ချက်ပေါ့နော်နောက်တစ်ချက်ကဒီနတ်ရွာလမ်းကိုရှောက်တဲ့လူပြည်လမ်းကိုရှောက်တဲ့နတ်ပြည်တို့လူပြည်တို့ပန်းတန်တွေကိုရောက်သွားတယ်ဆိုအဲ့ဒီလူပြည်တို့နတ်ပြည်တို့ဆိုတာသာဝရသဘောမှမဟုတ်တာ အခုကျွတ်တို့လူပြည်ရောက်နေတာပဲလက်တွေ့ကြီးသိနေတာပဲဘာနဲ့နေရတော့ဆိုစိုးရင်မှုနဲ့ပဲနေရတာငါဘယ်တော့သိမလဲမသိဘူးဘာဖြစ်သိမလဲမသိဘူးသိပြီးရင်ငါဘယ်ရောက်မလဲမသိဘူးဟာမသိမှုကိုအခြေခံပြီးတော့ကျွတ်တို့ဘာတွေဖြစ်နေတာတော့စိုးရင်နေရတာပိုက်ဆံနေဘလို့အပုံကြီးရှိရှိအဲ့ဒီစိုးရင်မှုပြောက်ဖို့မပြောက်ဘူးဟုတ်တယ်မဟုတ်လားစိုးရင်မှုကိုကုစားလို့ရသလားမရဘူးဘာမှမဆိုဘူးကတကယ်ပြဿနာဖြစ်နေတာပိုက်ဆံဖြည့်ရှင်းနိုင်တာနဲ့အဲ့ဒီပြဿနာနဲ့ဟာတခြားသေးတယ် ဘာမှပိုက်ဆံကအဲ့ဒီနေရာမှာသွားပြီးတော့ဝင်ရောက်ဆွတ်ဖက်နိုင်တာမရှိဘူးဟုတ်လားကျွတ်တော့မှစိုးရိမ်နေရတာတထေးလဲစိုးရိမ်မှုနဲ့နေရတာနော်ဘလို့လူပဲဖြစ်ဖြစ်ဘာနဲ့နေရတာတော့စိုးရိမ်မှုနဲ့နေရတာဟုတ်တယ်ဘလို့စိတ်နဲ့သေမယ်မသိဘူးအဲ့တော့ဘယ်ဘွားရောက်မယ်ဘယ်သိနေတော့ကိုယ်စိတ်ကိုလည်းမပိုင်ဘူးမနိုင်ဘူးဒါပါတွေတော့ကောင်းတယ်လို့အပေါ်ယံကြည့်ဟုတ်လားဆင်းရဲတဲ့ဘဝတွေနဲ့နှိုင်းစားပြောကောင်းတယ်လို့အဖြစ်ထွက်နေတဲ့ဘဝတွေမှာကိုတကယ်စင်စစ်ကောင်းသလား အကောင်ဘူးတဲ့ဒါကြောင့်မို့လို့ဖះပွန့်လာမှသိရတဲ့အသည့်တွေဒီအသည့်တွေကဟုတ်လားဒါကြောင့်ဖုံဖုံတဲ့တွေဟာဘယ်လန်းကိုရှောက်ဖို့ကြိုးစားကြရမှာတော့မဲခင်လန်းကိုရှောက်ဖို့ကြိုးစားကြရမှာ